လူငယ်တိုင်းရဲ့ဘဝမှာရွေးချယ်ရတဲ့အချိန်တွေရှိပါတယ်။ຫນွေရာကိုရွေးမလားခက်ခဲပေမဲ့မှန်ကန်တဲ့လမ်းကိုရွေးမလားဒါမှမဟုတ်ဘာမှမရွေးပဲရက်နေမလားဒီပုံမြင်လေးတွေကလူငယ်၃ယောက်ရဲ့ရွေးချယ်မှုတွေဟာကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာတော့တွေ့နေရတဲ့ရင်ခုန်စရာသင်ခန်းစာတွေပါပဲ။ဘဝကြီးလမ်းစတင်မှုလမ်းတော်မှာရက်နေကြတဲ့လူငယ်၃ယောက်ရှိပါတယ်။သူတို့ရှိမှလမ်းနဲ့တွေ့ကရှိနေပါတယ်။ပထမလမ်းကတော့မြက်ခင်းစိမ့်လမ်းပါ။ ဒီလန်းကသွားရတာချုံးမှုလိုကူပြီးအောင်မြင်မှုကိုမြင်မြန်ဆန်းဆန်းရစေတယ်လို့နမိတ်ကြီးပါတယ်။ဒါပေမဲ့ဒီလန်းပေါ်မှာရှေ့ရောက်ဖို့အတွက်ကိုကြီးတရားကိုခဏခဏချိုးပေါက်ရတတ်ပါတယ်။ကပတ်နှစ်လန်းကတော့ချုပ်ကဲထူထက်တဲ့လန်းပါ။ဒီလန်းကတော့တက်ရတာခက်ခဲကြမ်းတမ်းတယ်။ချူးတွေချပြင်းမှန်းရပါတယ်။ဒါပေမဲ့ဒီလန်းကရှောက်တူကိုခိုင်မာတဲ့စိတ်နဲ့ဇွဲနှပဲနဲ့မှန်ကန်တဲ့ကိုကြီးတရားတွေပေးစွမ်းနိုင်ပါတယ်။အဲဒီမှာလူငယ်တောင်းရောက်ဟာလက်နှစ်သွဲကိုကြည့်ပြီးတော့ ကုစီရွေးချယ်ဖို့တွေလောက်လိုက်ကြပါရဲ့ပထမလူငယ်လေးကတော့စောလာပါသူကလွယ်ရာကိုပဲယူလိုက်ပါတယ်ဗေလန်းကိုယူလဲဆိုတော့စောလာကအခင်းစင်းလန်းကိုယူလိုက်ပါတယ်ဘွားမှာချိန်တုံခတ်ရမလို့ပါဘူးလို့ပြောပြီးတော့ဗောဆက်မှာတော့သူဘွားမှာအောင်မြင်မှုတွေငွေကြေးတွေပျော်ရွှင်မှုတွေဝင်လာပါတယ်ဒါပေမဲ့အဆုံးသက်မှာတော့ခိုင်မာတဲ့အခြေခံရှိတဲ့အောင်မြင်မှုတွေဟာပြိုလဲသွားကြတာပါပဲ။ ူတွေရဲ့ယုံကြည်မှုကိုဆောင်ရှောက်ပြီးတယောက်တည်းဖြစ်ကြံရစ်ခဲ့ပါတယ်။ဒုတိယလူငယ်ဒုတိယလူငယ်လေးကတော့ဖိုးသေးပါ။သူကတော့ခက်ခဲပေမဲ့မှန်ကန်ရာကိုပဲရွေးခဲ့ပါတယ်။ဖိုးသေးကတော့ကြောက်ခဲလမ်းကိုရွေးလိုက်ပါတယ်။ခက်ခဲပေမဲ့ကြကြခံမဲ့အခြေခံကိုတည်ဆောက်မယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အစမှာတော့သူခီးကခက်ခဲပေမဲ့လည်းအောင်မြင်မှုကိုချက်ချင်းမမြင်ရဘူး။ဆုံးလာကိုကြည့်ပြီးစိတ်ကြကြတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ဆုံးသက်မှာတော့ သူ့ရဲ့ဇွဲလုံးလာနဲ့ဖြောက်မှတ်မှုက သူ့ကိုဖြည်းဖြည်းပုံမှုအားကောင်းလာစေခဲ့ပါတယ်။နောက်ဆုံးမှာတော့ယေရှုတည်တတ်ပြီးလေးစားရတဲ့အောင်မြင်မှုကိုရရှိခဲ့ပါတယ်။တတိယလူငယ်လေးကတော့အိမောင်ပါ။အိမောင်ကတော့ဘာမှမယွင်းနိုင်ပဲနဲ့ရက်နေခဲ့ပါတယ်။သူကတော့ဒီလားနှစ်တွယ်ကြားမှာပဲညှဉ်းပြီးဆုံးမချက်မချနိုင်ပဲရက်နေခဲ့ပါတယ်။အစပထမကတော့သူလဲအောင်မြင်ခဲ့တယ်။ဒါပေမဲ့ခက်ခဲမှုကိုလည်းမရင်ဆိုင်ရဲဘူး။ လွေးတဲ့လမ်းကိုလည်းကုကြည်တရားဖောက်ဖျက်မိမှကြောက်လို့မလျှောက်ရဲဘူးနောက်ဆုံးမှာတော့သူဟာဘယ်လမ်းကိုမှမရောက်ခဲ့ပါဘူးသူ့ရဲ့ချင်းတွေစမ်းတဲ့အကုန်လုံးဟာသူ့ရဲ့ပူပန်မှုတည်းပါပဲအလဟတအကုန်ဆုံးသွားခဲ့ရပါတယ်ဒီတော့ဒီပုံမြင်လေးကတွေဘာတွေသိယူကြမလဲပထမဆုံးဖိုးတဲ့ရဲ့လမ်းခက်ခဲတဲ့လမ်းဟာအစမှပြင်ပန်းနေမဲ့ကိုယ်ကိုခိုင်မာတဲ့ဘဝအခြေခံလေးစားရတဲ့အောင်မြင်မှုနဲ့စိတ်ကြည်နှမှုကိုပေးနိုင်ပါတယ်နောက်တစ်ခုကဆောလာရဲ့လမ်းမှာ လွယ်ကူတဲ့လမ်းဟာခဏတာလေးရောက်လို့ထွန်းလေးမိမဲ့မှောင်မကျတဲ့အခါမှာတော့ကိုယ်ကိုလမ်းပြောက်စေနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒါကအဆိုးဆုံးတော့မဟုတ်သေးပါဘူး။အဆိုးဆုံးကတော့အေးမောင်ရဲ့ချင်းလေးပါ။သူ့ရဲ့ဆုံးဖြတ်ချက်မချနိုင်ခြင်းဟာဆုံးဖြတ်ချက်မှယွင်းခြင်းနဲ့တောင်ပို့ပြီးတော့နိုင်ခြင်းစေခဲ့ပါတယ်။ဒီတော့ကိုဘွားအတွက်ဘယ်လမ်းကိုရွေးချယ်မလဲ။ခက်ခဲပေမဲ့မှန်ကန်တဲ့လမ်းကိုရွေးချယ်ပါ။ဒီလမ်းကအခုကိုဘယ်တော့မှတိစ္ဆာမဖောက်ပါဘူး။ ခုလိုဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံပြနေနဲ့ထပ်ပြီးဆုံးကြပါမယ်။ I love you all ပါ။